哦，没那个，这个说妹妹这人些啊，还那路就那三亩，没怎么有三亩。说妹妹的钱啊，俺那个人三五十了嘛，那个苗苗家来了，阿爸天呢，那钱他妈又从网出来了，到上那工地地，你牛人得到个这看原来那边嘛，三五十那个人嘛，人家看谁弄了。 သချင်းလေးတန်သာမရောက်တာကြာပြီမတွေ့တာကြာပြီသတိရလိုက်တာစာဥဟိတကယ်ချင်းတွေစုံစုံကြီးကြီးပြေးလွှားဆောင်သာပြောပါကြတယ်ရွာဥကကိုကိုပင်လမ်းမှာချက်တကယ်ချင်းမစာဥလေးငါ့ကိုလွှမ်းလို့ဂျူနေမှာစာဥရင်းငါအယောက်ပြန်ခဲ့မှာဆိုင်မကလူနှစ်ယောက်ကတက်လာပြီးတော့ 90နဲ့10ရွက်လာတက်ပြီးတာအဲ့ကြမှာခုနအဲ့မိန်းမသဘောကျသွားပြီးတော့95ကျက်တန်10ရွက်ထားပြီးမိုးဝင်းအဲဟိုလူကြီးကလှုပ်စားနေပြီခဏထွေးရင်တို့ဒုနေသိန်းနန်တို့အတန်နေရမပြောက်ဘူးဟိုလူကြီးနားတယ်အခုတည်းနားတယ်ဟိုနားတယ်ဝင်တော့မယ်သက်လား အနုပညာရင်ဖွင့်တာထိုတဲ့အစီအစဉ်လေးကိုပါဝင်ပြီးတော့ဖြစ်ရွယ်တဲ့အတွက်အဖအနေအမတမဝန်တာကုန်ယူပါတယ်သမီးရဟုတ်ကဲ့ပါဒါအခုနကဗာတချင်းနေဆိုတာလည်းတွေ့ရဲအာတချင်းနေဘယ်လောက်ထိတောင်မှအခုချိန်ထိတချင်းနေရဆိုနိုင်သူမလားဘယ်လောက်ထိတောင်ဆက်ပြီးတော့ဆိုချင်သေးလဲပြောပြပါဦးငငယ်ရတော့ တော်တော်လေးဆိုးခဲ့တာပေါ့လေအဲ့ပြီးတော့ဟဲ့လားထွေးရင်ကိုထွေးရင်နဲ့အဘနဲ့ဟောနုပညာလောကရောက်တည်းကတင်းတနည်းဖြစ်ရတာဟောတယ်တော်တော်လေးဟောသဘောကောင်းတဲ့ပုဂ္ဂိုလ်ကိုထွေးရင်အဲ့တော့သူစချင်းနေအဘဆိုတော့လေ ဆိုတာတဲ့ခင်ဗျဟိုသူနဲ့အဘနဲ့လည်းဟိုဘောအသားဖြူတယ်လည်းညိုတာပဲกว่าအဖအဖြူတယ်သူကညိုတယ်ပေါ့လေဟိုဟိုထဲမှာစကိုင်းငါးတကြီးဖျားပွဲမှာအဘမုံဝင်းဆက်နဲ့ကိုထွေးရင်ကကျွန်တော်တပင်တမုံဝင်းဆက်မှာသူကသချင်းလာဆုံးနောက်ဆုံးညကျတော့ ကိုစံမိုးတွေကျုပ်လာခဲ့မယ်အဲလာခဲ့လို့အဲငယ်တဲ့ငယ်ချင်းစာဥအဲ့ဒီချင်းကိုတပိုက်ဆိုပြီးတော့မီးအောင်ပြီးတော့အမှောင်ထဲမှာသူ့ကိုမိုက်ပေးခဲ့ပြီးတော့ကိုဝင်လာခဲ့တယ်အဲ့ဒါပိစကကိုထွေးလာဥစံမိုးလာမသိဘူးတဲ့ချင်းဆုံးတော့မှကိုထွေးစကားပြောတော့မှ အပိသကပွဲကြသွားအဲ့ညမသူမန်းသိတယ်မဟုတ်အော်တယ်ပေါ့လူလုံးလူတွေကလည်းတူတယ်အရာမောင်းကြီးကလည်းတူတယ်ဟိုမျက်နှာမောက်ကြီးကလည်းမကွာဘူးလေအဲ့တော့အသာလည်းသူသူသချင်းတွေကိုဆိုတော့ဟိုသူဟိုအသာကြီးကလည်းခက်စင်စင်ဆိုတော့ကိုထိုးရင်လည်းအမနဲ့ပိသကမသိခွဲလို့မရဘူး 哦，没那个，你看说妹妹这人心啊，还那路就那三亩，没怎么有三亩。说妹妹的钱啊，俺那个人三五十了嘛，那个苗苗家子了，阿爸太阳呢，那钱他妈又冲往冲你了，到江那工地地，阿爸来出多，没得哦，说家伙，我家伙，哎呀。 ရှေ့ကမိန်းမတယောက်ကလို့တဲ့တဲ့ထိုင်နေရနေလို့တစောင်းဖြစ်သွားတယ်ဒီရွေးကြမှာဆိုကျင်သေးတယ်ပေါ့သူ့ပဲကိုကြည်နေကြည်နေပြီးတော့သချင်းလဲဆုံးရောအန်ဒီဒီကသားဆုံးပြမယ်သချင်းကဟိုသူကဟိုနေကိုထွေးရဟိုတော့တပြသချင်းပေါ့ဟို အမေသားအလှရွာပြန်ဆိုတဲ့သချင်းအဲ့ဒီချင်းကိုဆိုတော့ဒီသချင်းကသူကတော်တော်ကိုကြာပါပြီဟိုရင်နှစ်40ဟိုဘက်ကသချင်းတပြတပြဟိုစကားပြောနေတယ်ဟိုအပြောနေတယ်ဆိုအဲ့မှာအဲဆိုင်မကလူနှစ်ယောက်ကတက်လာပြီးတော့90နဲ့10ရွက်လာတက်ပြီးတာ ဲ့ကြမှာခုနအဲ့မိန်းမသဘောကြသွားပြီးတော့55ကျက်တန်ဆဲရွက်ထားပြီးမိုးဝင်းအဲဟိုလူကြီးကလှုပ်စားနေပြီအဲ့တော့ဒီကိုထွေးရင်တို့ဝိတ်ဒီအခုကြစီကိုထွေးရင်တို့ဟဲ့ရန်ထွေးရင်တို့ဒုနေသိန်းတန်တို့အတန်နေရမပြောက်ဘူး ဟိုလူတွေကနားတယ်အခုတည်းနားတယ်ဟိုနားတယ်ဝင်တော့မယ်သက်လားဟုတ်ကဲ့ဟိုအခုကိုထွန်းရင်က2016 17လပိုင်း21ရက်နေ့မှာကိုလွန်သွားရှာလာအဘအသက်80မှာသူအသက်ခွန်ဆက်ချောက်ခွန်ဆက်ခွန်မှာသူဆုံးသွားရှာလာ။အော် တကယ်ကိုနှမျောစရာကောင်းတဲ့နုပညာရှင်တယောက်ပါပဲတကယ်နေလဲလေးစားရတဲ့ပုဂ္ဂိုလ်ပေါ့လေနော်အမ27တင်းကဆိုတော့နှစ်90ကျော်60နီးပါးပေါ့နော်ဒါအခုနောက်ပိုင်းရောဒါခါသားတွေနဲ့ပတ်သက်လို့ရောဒါကိုဟိုတားတပည့်လေးတွေကိုတင်ပေးနေရလေးတွေရောရှိလား ဟမ်ဟာတာပညာလေးတွေကိုဒါကိုယ့်ရဲ့သားတပည့်လေးတွေကိုသင်ပေးနေရလေးတွေရောရှိလားဗျရှိပါတယ်ဟိုလည်းအမကတော့လလမ်းမီတဲ့လူလိုချင်လို့တောင်းပေးတာပါပဲဒါပေမဲ့အခုခလေးတွေကသူတို့မယူနိုင်ကြတော့သူတို့မယူနိုင်တာတို့ဆရာဆရာဟိုဟိုတော့ဟိုကရင်လို့ အစ်စ်ပြောပြမယ်ဆိုပြီးတော့ကင်းလို့ပေါ့လေဝေဖောဖာထောဝေနဝလီကောနမထောချောနဖောဖိုင်းထောဘရေဘရေကိုလာရင်တော့ယဝိထောချောရနဟုငါစကားလဲငါနားမလည်ဘူးဟာဆိုတာဒီလိုအမျိုးလေးတွေကိုသူတို့ကရင်ပြည်လုံးပြည်ဒါလေးကြက်ပါလားဆိုအဖေယူပဲဆိုပြီးတော့ယူပါဘူးသူအဲ့လိုခက်ခက်နေသူတို့မလို့မယူတော့ဘူး ဥကလေးတွေကအမတော်ကတော့ခက်ခက်ခဲခဲနေလိုက်စားရတာအများကြီးပဲဆရာရင်းစီကရှင်းပူထားတာအဲ့တော့ဟိုဒါကြောင့်မလို့အခုအသွင်ကြီးလာတော့ရိုးစေကံဘုရားရောက်ပါတယ်နော် နေညိုရင်တိတ်တောက်ခဲ့ခါရွာလမ်းနပင်းမှာစာဦးလိုတငယ်ချင်းမရရေခတ်ဆဲလုံးလားတချင်းလေးတန်တာမရောက်တာကြာပြီမတွေ့တာကြာပြီသတိရလိုက်တာစာဦးရေတငယ်ချင်းတွေစုံစုံကြီးကြီးပြေးလွှားစော်ကစားပြောပါကြတယ်ရွာဦးကကိုကိုပင်လမ်းမှာချစ်တငယ်ချင်းမစာဦးလေးငါ့ကိုလွမ်းလို့ဂျူနေမှာ စာဥရေငါအယောက်ပြန်ခဲ့မှာကျေးဇူးပါဗျပြည်စတဲ့ဦးစံမိုးကြီးအသက်89နှစ်ရှိပြီဒီအချိန်ထိပြည်စကိုခုလိုဖြောင်းပြေးနေရတာဥစားမိုးအနေနဲ့အသက်ကြီးတယ်ကိုမထင်ဘူးအတူတူရေးစရာတွေပြောနေရတယ်ဆိုရင်ဥစားမိုးက ဟိုပြောနေတာအဲ့တော့ပေးစံကြီးဟိုတကယ်လို့ဖန်သားပြမောမှာဇက်ခုံပေါ်မှာစိတ်ခုံပေါ်မှာမတွေ့တော့ဘူးဆိုတော့ဥစ္စာမိုးကြီးသေးပြီလို့လည်းအောင်းမေးတော့